ပူရိစာတမတော်ရဲ့ပူရိရာတိဥဒုကလည်းပူလူကလည်းပူဘောဝေကလည်းမနိုင်ကဲကောင်းလို့တည်ကြတော့ခဲ့တာဆိုတော့ဘယ်လိုလုပ်မလဲမင်းစာုံနဲ့အတင်းအတွက်ကတော့ဒီပရီးမီးယားလိုက်ရာတိကလုံးဝကိုအချင်းနဲ့မကောင်းတော့ဘူးအင်းဆိုတော့စာတမတော်ရဲ့ကျွန်တော်တို့မင်းစာုံနဲ့အတင်းနဲ့ဒီကနေ့9နာရီခွဲပေါ်ပြပရီးမီးယားလိုက်ပွဲစီ30လေး ပူမောရင်အင်ကမကျွန်တော်တို့ကစားခဲ့တယ်ပူမောက23မိနစ်မှာတကိုးရဲ့ပထမပိုင်းပေါ်ကျွန်တော်တို့မေဆောင်နေတဲ့အသင်းကဒုတိယပိုင်း65မိနစ်မှာသွင်းကိုတကိုးကြောင်းကဲကောင်းထောင်းမစော်နဲ့တရေကြသောခဲ့တယ်အမှန်တည်းပြောလို့ရှိရင်တော့ဒီနေ့ပွေးစဉ်မှာအထူးသဖြင့်ကျွန်တော်တို့ပြည်သက်တွေဖွာတော့ပေါ့ဗျာဒီနေ့ပွေးလေပဲဟိုတရေမပြောနဲ့နိုင်နိုင်ရှိတော့ကျွန်တော်မရှိတဲ့အနေအထားတစ်ခုကျုံဘက်ကိုများနေတဲ့အနေအထားတစ်ခုမှာကျွန်တော်ပြည်သက်တွေကတော့ pressure တွေနိုင်ဖို့ဆိုတာတစ်ခုကိုကျွန်တော်ဘလို့မောက်ကိုမမဲရတာ ဒါပေမဲ့ဗျာဒီနေ့ပွေးစဉ်ပွေးထုတ်လာတဲ့စစ်တရားကစားသမားတွေရဲ့ဗျဲမတာကံမှုတွေဒါတွေကြောင့်မပြောမဖြစ်ကျွန်တော်တို့ပြောစရာတွေဖြစ်လာပြီဆိုတော့ဒီနေ့ပွေးစဉ်အနေထားတကူကျွန်တော်ဆွေးနွေးကြအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါလူကတအားပူတဲ့အတွက်ဘာမှအင်ဂျင်လေးမဝဲနိုင်ဘူးဆိုတော့ပထမအောင်ဆုံးဘုံမောင်းတိဘက်ကိုကြည့်ရလို့ချင်းတော့ဘုံမောင်းကဒီရာဒီတကယ်ကိုကောင်းတဲ့အသစ်သစ်ဖြစ်တယ်ဘရာဇီးလေကောင်းတယ် ပြီးလို့ချင်းတိုက်စစ်ပိုင်းမှာလည်းတကယ့်ကိုအလုံးလွတ်နေတဲ့ပလေးယာတွေရှိတယ်ဒီနေ့တွင်းကလေးကိုဆိုရင်လည်းတကယ့်ကိုကောင်းမွန်တဲ့ကိုတို့ကိုဖြစ်တယ်ပြီးလို့ချင်းကွင်းလင်မှာဆိုရင်လည်းအဖယ်ဒီမှုကောင်းတဲ့ကစားသမားတွေနောက်တန်းဆိုရင်စာသမားတွေနော်သူတို့ကဂိုမပေးရဖို့ရင်တီလူမျိုးပါမတဲ့ကောက်ကွေးတာတဖက်အသင်ကကွင်းနေတဲ့အသင်ကအဲ့လိုမဟုတ်ဘူးကိုသမားကလာဝင်တကိုးဝင်တကိုးဝင်ပြီဘလို့မှမထိနိုင်ဘူးနောက်တန်းကလည်းဒီနေ့ပွဲစီမှာတကယ့်ကိုစုပ်ပြတ်တဲ့ခဲ့တာ ဆိုတော့တပည့်တင်ကပထမဘွင်ရောဒုတိယဘွင်ရောအဲ့ဒီဒုတိယဘွင်80မိနစ်မှာနှောင်းဝတနေနဲ့အထုတ်ခွင့်ရတဲ့အနေထားတစ်ခုမှတော့တယောက်ယောက်နဲ့ကျွန်တော်ယူနေတဲ့တင်ကိုတဘုံဘုံတတိုင်းတိုင်းနဲ့ဖိအားပေးပြီးတော့ဂိုင်ခဲ့တာပဲအသင်ဘက်ကတယောက်ယောက်မပြောနဲ့ကိုယောက်ယောက်ရင်တော့နိုင်နိုင်ရင်မရှိဘူးဘာလို့ဆိုစဉ်းစားကြည့်လဲကစားသမားတွေရဲ့ quality ဘိုင်းအမြင်ပေါ်တွေအစင်မပြေပါဘူး white line ကိုပဲအမြင်ပေါ်ပေးနေတယ်ဆိုတော့ ကျွန်တော်စဉ်းစားတာကလည်းဒီသူတို့ဟန်ပြတ်ကစားတာလည်းမသိဘူးပရီးမီးယားလိမ်မှာငါတို့ကတော့ပရီးမီးယားလိမ်မှာအာဒီလူနဲ့ပွေးထုတ်လာမယ်ပြီးလို့ရှိရင်အာငါတို့မှမျော်မဲစရာမရှိတော့ပရီးမီးယားလိမ်ကိုယူပါလိမ်ကိုပဲအားစိတ်မယ်အဲ့လိုမျိုးတွားတာလည်းမသိဘူးဒီနေ့ပွေးစီအနေထားတစ်ခုပွေးထုတ်လူစီကိုစဉ်းစားကြည့်เนาะဒီစစ်တယောက်ကလာမယ်ကျွန်တော်တို့နှစ်ရက်နဲ့ယူပါလိမ်စီမီပိုင်နေမှာကစားမယ်လူစီလို့ကျွန်တော်ပြောလို့ရတယ်ကိုသမားတော့အိုနန္ဒပေါ့ဗျာနောက်တဲ့ဆက်တယ်ပဲသူယောက်က မောင်လူလျှော့ကပြန်ပါလာတယ်။ပါလာတာနဲ့အမြဖယံမရလုတာဒီကောင်ကနောက်တန်းမှာပြလို့ရှိကျွန်တော်မကွမ်းရရဲ့ဒီနီယူကျွန်တော်နောက်တက်ဆက်တယ်ပဲ၃ယောက်ပွေးတော့ခဲ့တယ်နော်။ဒီ၃ယောက်ကလီရှာရဲ့ရှေ့ဖြားမှာတော့ဒီကောင်တွေမမီဘူး။ဆိုတော့ကွင်းလင်လွေရောကလေးစာသမားတို့ရဲ့ကျွန်တော်အဓိကလူတွေကြီးပဲပက်ထရစ်တူကိုပြလို့ရှိကူဘီမိုင်နူကက်စမီယိုနဲ့မာဇာရာယူပေါ့ဗျာ။နေဗက်တဲ့၂ယောက်ကဂါနာရှင်နဲ့ဘလူးနိုဖာနေနဲ့အထောင်ပါကတော့ဘလိုမှသုံးစားမရတဲ့ဖိုင်လဲပွေးထွက်လာတာပေါ့။ ကျွန်တော်ကယေရှုခင်မရှိဘူးလေဇေကစီအနေနဲ့ကလည်းတဲ့ပြဿနာကြုံနေရတယ်အာမင်ဒီယာတို့တို့ကလည်းယူပါလေအနေထားတစ်ခုလောက်မှပဲပါဝင်ဖို့နည်းနည်းရှိနေတာဇေကီတိတာဒီနေ့ပွဲစီမှာချိခဲ့မယ်ဆိုရင်တူဝဲဖြစ်ဖြစ်ကျွန်တော်နိုင်ခဲ့မှာဆိုတော့ဒါကအခုနောက်ပြောသလိုပဲဒီပွဲထွက်လူစီစစ်တယောက်ကဗရဲမတန်တဲ့ဒီကောင်တွေကဖြစ်နေတာပဲစာသမားတို့ရဲ့ဒီလူစီရင်ကိုအပြည့်ဝအသုံးပြုလာခဲ့တာတော့မနိုင်ဘူး ဆိုတော့ဒီနေ့ပွေးစဉ်ကမင်းလည်းပြောလို့ချင်းကစားသမားအစုံနေနဲ့ပွေးထုတ်ဖို့မထိုက်နိုင်တဲ့ပွေးတွေပဲကဲကောင်းလို့ပွေးထုတ်လိုက်တဲ့ကစားသမားစစ်တယောက်ကဒဏ်ပတ်တနာမရှိတော့လို့လာမယ့်ကျွန်တော်ဒီနေ့ဆိုရင်28ရက်28 29 30 1ရက်2ရက်5ရက်ပဲတစ်ဘက်တော့မပြေဘူးကျွန်တော်ပြီးလို့ချင်းယူပါလိုက်ကစားရမယ်ယူပါလိုက်ကအင်မတန်ရေးကြီးတယ်ညော်မဲစရာဆိုလို့အဲ့ဒီတစ်ခုပဲရှိတော့တယ်ဖလားကိုရမယ်ချန်ပီယံလည်းဝင်မယ်ဒါပဲရှိတာ ဆိုတော့ဒီလိုမျိုးပြောတာကိုတချို့ဖယ်နေတာဘလောက်တော့ကြည်မလေးမသိဘူးမင်းတို့ဒီပရီးမီးယားလိမ့်မဒီလိုမျိုးခြေစင်းနဲ့ဖလားရမလားဘာညာပြောလိမ့်မယ်ဟုတ်လေဟုတ်ပါတယ်အခု အနေထားကိုကြည်ရစာသမားတို့ဘလောက်တော့ကျွန်တော်တို့တစ်ချက်နှစ်ချက်မဟုတ်ပါဘူးတစ်ခါနှစ်ခါမဟုတ်ပါဘူးတစ်ပွေးနှစ်ပွေးအဲ့ဒါလည်းမဟုတ်သေးဘူးတရာသီနှစ်ရာသီဘယ်နှစ်ရာသီမကတော့ဘူးဒီကောင်လေးဖြစ်နေတာအချက်တကယ်အကျိုးတွေကရာသီတိုင်းလိုလိုဖြစ်နေတာဆိုတော့ ကျွန်တော်ကဘယ်လိုလုပ်မလဲဗျဒီကောင်တွေကအခုဂါနာရွှေဆိုရင်လေဒီနေ့မှာနော်သူကြီးကယ်နေတာကယ်နေအလုံးတွေကလည်းစောက်တလေးတွေဘူနိုဘာနေတဲ့ဆိုလေဘေးနေရာတွေကလည်းရှောက်ကယ်နေမသိဘူးကျွန်တော်မက်ဆောင်နေတဲ့အသင်းမှာလည်းအမြင်ပေါ်တဲ့ဒီခေါင်းတိုင်ဘောတွေကိုရှင်လူနိုင်တဲ့ကစားသမားမရှိဘူးဒီနေ့မှာမော်ကိုင်းရကလည်းဘာမှမဟုတ်ဘူးပထမပိုင်းအနေထားမှာစာသမားတို့ရဲ့ဘုံမကောက်ဝမ်းစင်းနဲ့နိုင်ခဲ့တာပေါ့23ခုနှစ်မှာသူတို့တွင်းခဲ့တယ် ဘောလုံးပိုက်စင်မကကျွန်တော်နေတဲ့58ရခိုင်လို့ရတယ်เนาะတစ်ဖက်အတင်းက40နဲ့ရခိုင်လို့ရတယ်ဂိုးပေါက်ကဲတင်းမကကျွန်တော်တို့9ချင်းသူတို့9ချင်းဂိုးပေါက်ဒီမသူတို့1ချင်းရှိတယ်တကောဝင်တယ်ကျွန်တော်တို့က2ချင်းရှိတယ်တကောမဝင်ဘူးဝိစာမျိုးဆိုတဲ့ဘုံပေါက်ကတိုက်စစ်စင်မှုတွေချင်းချောင်းမှုတွေတရေဆက်ပြုတ်လောက်တာကျွန်တော်အတင်းဒီကွင်းလေးဘေးမှာဆိုရင်ပထွေတူကိုဒီကောင်ကလုံးဝမရတာဗျာစီဒီနေ့ပွေးစီမှာ သူလို့မဟုတ်ပါဘူးအကုန်လုံးကဗျမ်းမှန်နေဖြစ်နေတာကာနာရှူဆိုရင်လည်းယာရဲအလုံးတွေရှိတာပဲကိုသမားနဲ့နှစ်ယောက်ချင်းတွေ့တာတော့ကြော်ဘောတွေ့တာကိုမဝင်ဘူးဖန်နေနေဆိုရင်လည်းကဲနေတာပဲတောင်ကန်မြောက်ကကဲနေတာပဲကျွန်တော်ပြောရင်လည်းဒီနေ့ပွေးစီမှာအပြင်ဘောတွေနေမင်းခြာပေးနေကြမလို့ဟုတ်တယ်မလားစင်ကယ်ဘောတွေလည်းတော်လို့ရတယ်အခုအဲ့လိုမဟုတ်ဘူးအမြင်ဘောတွေအားသာတဲ့ကစားသမားမရှိပါဘူးဆိုမှဝိုင်လဲကအထောက်မှာဘာမှမရတော့ဘူးဒီကောင်က ဒီလိုအနေနဲ့တစ်ခုမှဒီကောင်ကိုအမြင်ဘောတွေကြီးပေးနေတာပြီးလို့ချင်းဒိုင်ကလေးဒီနေ့ပွေးစီမှာဖက်လိုက်တာနှောင်းဝတ်ဒီနေ့ပေးတာတော့နော်မပေးရှင်ပေးရှင်ဘာဖြစ်ဆိုတော့ပထမကစားသမားတယောက်ကကျွန်တော်တို့ဒီဇုံဝင်တာတော့ချင်းတော့တာရှင်တို့ရှိခဲ့တယ်ဒါကိုကျွန်တော်အနေနဲ့မရဘူးအမဖြစ်တာလို့ဒါနှောင်းဝတ်ဒီနေ့ပေးလိုက်ရတာဆိုတော့ဒါကတော့ပြောစရာမလိုပါဘူးဟုတ်တယ်မလားကျွန်တော်ယူနေတဲ့အသင်ကခြေစမ်းနေမကောင်းလို့ဒါညံခဲ့တာပဲ ကျင်စက်နဲ့မကောင်းလို့တော့ဂိုးမရခဲ့တာပဲ။ဒိုင်ကဘလို့ပဲဖဲလိုက်မှုရှိရှိကိုကရာတဲ့အခွင့်အရေးကိုတုံးရှနိုင်ရင်ဒိုင်ဖဲလိုက်ရင်လည်းကျွန်တော်ကနိုင်ပါပြီ။ဆိုတော့ကိုမိုင်တို့အနေနဲ့ကတော့မစိုးဘူးလို့ပြောလို့ရတယ်။ဖဲအသင်းဖီအားပေးမှုတွေကျွန်တော်အများကြီးကိုရှိခဲ့တာ။သူတို့ဒီဘက်ကတဒုံဒုံတတိုင်းနဲ့ကန်နေတာပဲ။အဲ့ဒီဂိုးပေါက်ကန်သွင်းမှု၅ချိန်ဆိုရင်ဘလော့တော့အန်တွေရှိလိုက်လေ။ ီကုသမနဲ့ကျွန်တော်ဆက်တော့လို့မရတော့ဘူး။အွန်နာနာအနေနဲ့ကတော့အဲ့ဒီ23မိနစ်မှာတင်ကလေးကိုတကိကောင်းမှတယ်ဆိုရင်လည်းကိုသမကမင်းနေနေတော့လုံလုံနိုင်ရမှာပေါ့ကွာ။အခုကအဲ့လိုမဟုတ်ဘူး။ဘာမှကိုသုံးစားမရတာ။အုတ်တဲပေါ်ရောက်တာကလည်းမပြောနဲ့။ကျွန်တော်တို့ကဒီလီနီယူကိုမခွမ်းရပြီလို့ချင်းလူချော့ဒီ၃ရောက်ထဲပြီလို့ကျွန်တော်ဘေကစားသမောက်ကိုအသုံးပြရတော့မယ်။လာမယ့်ယူပါလဲမှာဒီကောင်တွေကိုထိထိအသုံးပြရမှာပဲ။ဟုတ်တယ်မလား။ဆိုတော့ ကျွန်တော်ပက်ထရီဒူကိုကလည်းဒီယာတီကနေဒီကောင်ညောင်းရတော့မှာအဆင်မပြေတော့ဘူးကာနာရှိုအနေနဲ့တကီးကိုရတဲ့ခွေးရည်တော့ကျွန်တော်စောစောပြောသလိုပါပဲကိုသမားနဲ့နှစ်ယောက်စီတွေ့တာတော့ဟုတ်တယ်မလားသူကြီးကဲနေတာတဘုံဘုံတတနေနဲ့ကဲနေတာဗျဘာမှလည်းမဟုတ်ဘူးကိုပေါက်လည်းမတည်ဘူးဆိုတော့ပထမမှာကျွန်တော်23မိနစ်မှာဝိုင်းစင်းနဲ့ပြီးတော့ရင်ပထမပိုင်းတည်းဒုတိယပိုင်းမှာဆိုရင်ပထမပိုင်းဟိုတရာမှာဆေးရခံလုံးကောင်းနေဒုတိယပိုင်းတရာမှာ တခုမှမကောင်းတော့ဘူးစဉ်းစားကြည့်လဲကျွန်တော်80မိနစ်မှတယောက်ယောက်နေတာတခုဒါပေမဲ့ဘုံမောင်းအတင်းကပဲကျွန်တော်တို့ကိုအီရာထဲမှာချိန်ချောင်းမှုတွေလုပ်လိုက်ဒွေဆက်ထိုးပေါင်းမှုတွေကင်သင်းမှုတွေလုပ်လိုက်အဲ့ဒီမဲ့လုပ်နေတာကိုအတင်းကကိုဘောက်ကင်သင်းမှုအများကြီးရတာတယ်ဆိုတော့ညာလဲဒါကတဘုံမတန်းတန်းကင်နေတာကိုဘယ်မှန်းနဲ့ရှောက်ကင်နေတာလူပင်းလို့မှမကင်တာကိုဘောက်ကင်သင်းမှုအများကြီးရှိတာကိုဒါကဆဲမှမဆဲတာဆိုတော့ ဒုတိယပိုင်းမှာဆိုရင်ကျွန်တော်တို့ဘောလုံးပိုက်ဆိုင်မှုအနေနဲ့60တိရခိုင်လုံးရခဲ့တယ်တစ်ဖက်အသင်းက30ကိုရခိုင်လုံးပေါ့ဗျာဂိုးပေါက်ကင်သင်မှု25ကျင်တော့ကျွန်တော်တို့အသင်းဘက်ကတစ်ဖက်အသင်းက10ကျင်ပဲရှိတယ်ဂိုးပေါက်တို့မှာသူတို့တစ်ကျင်ရှိတယ်အဲ့ဒီတစ်ကျင်ကိုတကိုးဝင်သွားတာကျွန်တော်က6ကျင်တိရှိခဲ့တယ်6ကျင်မှာ regiment wide လဲ65မိနစ်မှာတကိုးချောင်းတည်ချတော့ခဲ့တာပေါ့ဗျာဆိုတော့ဘယ်လိုပြောရမလဲပေါ့ဗျာကျွန်တော်လည်းဒီနေ့ပွဲစဉ်ကိုချစ်တော်မကြည့်ရှင်တော့ဘူး ဝေဖေးဆုံးခြင်းဒီကစားသမားတွေရဲ့ quality ဘိုင်းတွေကတအားကိုညံ့တာသူတို့တပွေးမကနှစ်ပွေးမကတော့ဘူးပြီးလို့ရှိဘာဆိုသလေသီလားအဲ့လေလက်ပြေးပေါ်မြောက်မှာကိုလည်းငါမြောက်မယ်သူမြောက်မယ်မင်းမြောက်လိုက်ငါမြောက်လိုက်လုံနေတယ်ကိုဒီဘက်ကရှုံးနေတာလက်ပြေးပေါ်မမြောက်တော့ကိုရွေးနေသေးတယ်မင်းလက်ပြေးပေါ်မြောက်တာကတော့ရွေးစရာလိုလားကောအဲ့လိုဒီဒီရသည်နော် ဘုံမောင်းအနေနဲ့တကိကို pressing ကောက်ပြီးတော့တကိချိန်ချောင်းမှုတွေလုံနိုင်တဲ့အသင်းထဲမှာပါတယ်လက်ရှိသူတို့အသင်းကလည်းအစစ်အစင်မှာဒါတော့တရေကြတော့ကလေးတို့ဆင်းပေးခဲ့ရတာ United အသင်းကတော့ဒုံရင်းကဒုံရင်းပဲကွာမစ်ဆင်လေးမှာဆင်လေးပဲဆိုတော့ဆာအသမားတို့အသင်းဘက်ကဘယ်လိုလဲဆိုတော့အမြင်ပေါ်လေးမချင်တိုက်နိုင်ဘူး pressing လည်းမလုပ်နိုင်ဘူးတဖက်တစ်ကက pressing ရောအမြင်ပေါ်တွေရောတောက်ကင်ပေါ်တွေရောတကိကိုအုံချခဲ့တာ အဲ့ဒီ6ငါးမိနစ်မှာတွင်းလိုက်တဲ့ကိုလေးနှစ်ယောက်တွင်းရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ပထမကြော့မှာလေကျွန်တော်စီးသွင်းနေချုံနေကိုရဲ့ attract မှာဒီနေ့ပွေးစီမှာလေကန်ကောင်းလို့မဟုတ်ဆိုရင်ချုံမှာချုံရင်တော့65 66ကိုရှင်းဖို့ကျင်းသေးတယ်ကျွန်တော်ကစားသမားတွေကလည်းတယောက်နဲ့တယောက်ညီနိုင်ပြီးတော့လုံးလုံးနေတာမရှိဘူးမယူပါလေကိုခဏမေးထားလိုက်အောင်အခုပရိညာလေးမင်းတို့မကစားရှင်ကြတာလား အခုပွေးထုတ်လာတဲ့စစ်တယောက်ကမင်းဒီလူစင်းနဲ့ကောမင်းအကောင်းဆုံးလုပ်ပြနိုင်ခဲ့ရမှာရှုံးကင်းလို့ရှိရင်တော့တကယ့်ကိုကောင်းကောင်းမွန်မွန်ရှုံးကင်းလို့ပြဿနာမရှိဘူးအခုကဗျာတဖန်သင်ကကဲနေတာကိုကျွန်တော်တို့ခံနေရတာတယောက်ရောက်အနေထားတစ်ခုနဲ့လေကျွန်တော်ခံရတာပဲမီနီ60ပြလို့နောက်တဲ့ကုမ္ပဏီမှာလေသူတို့ရဲ့ဖီအာပေးချက်ခံရတာလေငါတို့ကူပေးလိုက်ရပါပြီဆိုရင်ဘယ်လိုပြန်ယူမလဲငါတို့ခံစစ်မှာဘယ်လိုကစားမလဲ တိုက်စစ်ကိုငါတို့ဘယ်လိုပယ်ဖို့ပြင်မလဲကွင်းလင်ကနေငါတို့ဖန်တီးမှုဘယ်လိုလုပ်မလဲဒီကောင်တွေ professional ကစားသမားတွေလုပ်နေပြီးတော့ဘာမှမသိတာအဝိုင်လဲကိုအမြင်ဘောတွေပေးတယ်ဒီကောင်ကအမြင်ဘောတွေဘာမှအားသာချင်ရှိတာမဟုတ်ဘူးအရက်ကနေနေရှည်နေတာဘာမှစောက်ဆုံးမကြောက်ဘူးဆိုတော့ပြောင်းလဲမှုတွေကပေါ့ဗျာခရစ်စတီအေရစ်စင်တို့ကျွန်တော်လုတ်ခဲ့တယ်တခြားကစားသမားတွေအပောင်ဝင်မေဆန်ဘောတို့ကျွန်တော်လုတ်ခဲ့တယ်ကျွန်တော်ကလည်းဒီနေ့တည်ကြတော့ခဲ့ရကန်ကောင်းတယ်လို့ဆိုရမှာ ဘာလို့ဆိုတော့ပရီးမီးယားလိဂ်ကိုတော့ထားလိုက်တော့ဗျာမိထားလိုက်လို့ရရပရီးမီးယားလိဂ်ကိုယူပါလိုက်အတွက်ကိုဒီကောင်တွေအဆုံးအသုံးမကျတဲ့အကောင်တွေဒဏ်ရာပြဿနာမရှိသေးလို့ဟိုတကိကိုကျေးဇူးတင်နေတဖက်ကစားသမားတွေကလည်းဒဏ်ရာမရရင်ရအောင်ကျူးလွန်နေတာဒီကောင်တွေကစဉ်းစားကြည့်တော့ပထမချင်းတုတ်တာတွေဘလို့တော့ကျင်းနေလေဒိုင်ကလှိလှူရှူတာတွေအနည်းငယ်ပေးသေးတယ်မပေးဘူးကိုကစားသမားတွေကိုဆိုရင်ချက်ချင်းကို ထုတ်ပလိုက်တာနေခဲ့ကျွန်တော်တို့ကတော့လည်းပွေးပြီးဘူးဆုံးပါခြင်းပွေးပြီးဆုံးပါခြင်းပြောနေရတာစိတ်ထဲကနေဘာမှကိုအခြေအနေမကောင်းတာပြကြည့်ရင်ဘာမှစောက်ကလေးလုံးနေတဲ့ကစားသမားတွေနဲ့အဆင်မပြေတာဘူးကံကောင်းလို့ကျွန်တော်အစ်စစ်လေးမှနော်ချုံခင်းရတော့ဟို55ဆက်ချောက်ကျင်းပြီလေဆိုတော့ဘယ်လိုလုပ်မလဲညီကလေးလာမယ့်နေ့ရက်နေ့မှာဘီဘော်ရဲ့အိမ်ခွင်မှာအစဉ်ပြေဖို့ အချင်းချင်းရှိမလားကျွန်တော်ကတော့ဗျာဒီလိုပုံစံတွေဒီလိုခြေစဲနေနဲ့ယူပါလိုက်မှာအချင်းတွေကောင်းမှုလို့ကျွန်တော်မထင်ဘူးစဉ်းစားကြည့်လဲစီမီပိုင်တွေကိုတက်လာပြီဆိုကြတဲ့ကရင်တကိကိုကောင်းမှုတွေအသိနေကြီးပဲအဲတခုတော့ကျွန်တော်တို့အသိကိုတော့နည်းနည်းအကောင်းပြောလဲဦးမယ်ယူပါလိုက်မှာရှုံးပေးမရှိသေးဘူးဆိုတော့အညီတို့ဘလို့မြင်ကြလေဒီနေ့ပွဲစီမှာဘလောက်ထိချက်เสียကောင်းလဲဘေကစားသမားတွေကဘလောက်ထိယုံကြည်တဲ့ရှင်စံကိုပိုင်ဆိုင်တော့ကြတယ် တရားတခုကတော့ကစားသမားအကုန်လုံးနင်းနင်းလို့ဖြစ်တယ်လို့ကျွန်တော်ပြောရင်နေအတို့တပြင်းနောက်တဲမှာဘိုးသမားဒီကောင်နဲ့လာမေးရတီမှာဆက်တော့လို့မရတော့ဘူးအသေးဘက်ကဒီကောင်ကိုတော့အမင်းရှင်းထုတ်ရမှာပဲဘလောက်စင်းနဲ့ရရပြမင်းရောင်းပလိုက်တော့အဲဒီခုရှိတာကကျွန်တော်တို့အသိအနေနဲ့ကိုကစားသမားတွေကိုရောင်းထုတ်မှာတဖဲတင်ကကစားသမားတွေဝင်နိုင်မှာဖြစ်တဲ့အတွက်ယာတိစင်းနဲ့ရောင်းတဲ့နေထားတခုမှာတော့ထိုက်တိတဲ့လောက်တော့ရဖို့လိုတယ် အန်တိုနီဆန်တိုတို့ကျွန်တော်တို့ပေါင်သက်တဲ့အရာကြောင့်ကျွန်တော်တို့သုံးစင်းခဲ့တယ်ဒီကစားသမား90တောင်ရမှာမဟုတ်ဘူးမာကယ်ရီချဘိုတို့ရဲရဲကနုကျွန်တော်တို့မြစ်တယ်အကယ်ဒမီကနေထွက်ပေါ်လာတဲ့ပလေယာတွေဂျီဒန်ဆာဂျိုတို့မလာရှီးယားတို့ဘယ်လောက်ရမှာလဲကောင်းလို့ဆိုတော့ဟိုချင်းနေရှိမလေးညီကလေးရဲ့အမြင်လေးတွေကိုကျွန်တော်အမည်ပြောရရင်တော့တကယ့်ကိုပထမပိုင်းရောဒုတိယပိုင်းရော90မိနစ်မှာနော်တနီနဲ့အထုတ်ခင်တယောက်ရောတစ်ဖက်အသင်းကရှိနေတာတော့ ကိုယ်တွေအသင်းကိုဒုက္ခပေးခဲ့တာအများကြီးပဲမိနီ60ပြည့်လို့နောက်ထပ်9မိနစ်မှတော့ဒုက္ခပေးစေပဲဆိုတော့ဗီဒီယိုလည်းဒီလောက်ပါပဲထက်ပြောရင်လည်းဒီကောင်တွေကိုဆေးနေရင်လည်းဒီကောင်တွေကိုပြစ်ပြောနေရင်လည်းအာကုတ်သူတွေဖြစ်မှာမပြောတော့ဘူးကျွန်တော်လာမယ့်နေ့ရက်နေ့မှာဘလို့အရှင်နေထွက်မလို့ဆိုတာစောင့်ကြည့်ရမှာပေါ့အယူပါလေပထမအကျွန်းမှာသူတို့ရဲ့ဗီဘောင်ရဲ့အင်ခွင့်မှာရှင်နေကောင်းလို့ရှိရင်တော့ကိုရဲ့အုတ်ထက်ပေါ်မှာဘလို့လာမလဲ ဆိုတော့စာသမားတို့ရဲ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲကျွန်တော်တို့ကြည့်ရှု update ညီကိုတူတူရရှိတဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြအောင်မန်ဆောင်နေတဲ့ပြည်သက်တူတူရရှိအတိုင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကမ္ဘာသူကမ္ဘာသားအပေါင်းတို့တဘာဝဘေးအနေနဲ့အပေါင်းမမြင်ဆုံးလက်ညှိနိုင်ပြီးတော့စာစာရအဆင်ပြေနိုင်ပါစေကြောင်းကျွန်တော်ကိုဝင်းစောကနေစုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုဆုတောင်းလိုက်ပါတယ် Like and Subscribe လေးနဲ့မလိုအပ်သေးရင်တိတိတော့မေးဘာများ Like and Subscribe လေးနဲ့ Notification အကောင်လုံးလေးကိုတိတိုက်ပြီးတော့ယူနေတဲ့အတင်နဲ့ပတ်သက်သမျှတည်င်းတွေကိုမလေးနဲ့ကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲကျေးဇူးများကြည့်ပါတယ်